ဟိုအမေစိတ်တန်းချဖို့တော့မလွယ်ဘူးခင်ဗျ။မလွယ်ဘူး။မေရီကတော့ဘရမစိတ်တယ်မကြောက်ဘူးနော်။အငယ်တော့လို့ပေါ့ယူချင်တာယူချပလိုက်မှာပေါ့။အခုအယူချင်ကိုလို့ချင်တာပြီးတော့သူ့နဲ့အဆင်ပြေပြေပါစေပေါ့။ပြေပါပါပြေပါပါ။ဒါဒါလည်း drama ပါပဲဒီကားလေးကဒါပေမဲ့ drama မတူတာဆိုတော့အဲဟိုမင်းမီမင်းမီနဲ့ drama တကားရယ်ပြည်။အဲအဲကားလေးကမထွက်သေးဘူးနော်။ဒီကားလေးကတော့အရင်ထွက်မယ်ထင်ပါတယ်။ ပြူပြီးတော့သူကအပိုင်းတူလေးပေါ့6ပိုင်းပေါ့နော်ဒါကြောင့်ဟိုအဲ6ပိုင်းဆိုတော့အကြီးရလဲပေါ့ပါဖြစ်တယ်ပြီးတော့အဲပြောညီမလေးတယောက်အစ်စ်ပါတယ်အစ်စ်ပါတယ်ကျွန်တော်ဒီကားထဲမှာသူတော့လည်းအများကြီးကြိုးစားထားပါတယ်အစ်စ်ပြင်စင်နာရှိတယ်ပေါ့နော်တယောက်ဒရိုက်တာဒရိုက်တာလည်းမစုံဘူးပေါ့နော်6ပိုင်းတော့6ပိုင်းဆိုရင်တော့တူတော့ပါပေါ့နော်ဒီနေ့စာချက်ကနည်းတာပေါ့ဟိုမှာကျွန်တော်ကပိုင်း30ပါရိုက်တော့လေ6ပိုင်းဆိုတော့ 9ဆလောက်နေတာပေါ့နော်နေတယ်သူရုပ်ရှင်ကားနကားဆာလောက်ရှိမှတူတယ်6ပိုင်းဆိုတာနော်ရုပ်ရှင်ကားနကားနကား3ကားဆာပေါ့အဲဘာပြောရုပ်ရှင်အဲကြီးရတဲ့ရုပ်ရှင်ရရတဲ့ outside ပေါ့နော်အချိန်ပေးရတာတဲ့မဆ3ဆာပေါ့နော်အရင်တော့အခက်အခဲမရှိပါဘူးနော်အဓိကပေးယူများဖို့ရယ်လမိုင်းကပ်ဖို့ပေါ့ဒီကားလေးအဲ့ညောင်းနိုင်ငံမှာအိမ်ထောင်ကြီးကားတွေပဲရိုက်ကြတာပါတများစားကားသိပ်မရှိဘူးစေကားမှာ၈ကားလောက်အိမ်ထောင်ကြီးကားလေးတွေများတယ်ပေါ့နော် ဒီနေ့ကအကြည့်လည်းများတော့အဲ့ဒီအိမ်ထောင်ကြီးကားနဲ့ပဲရိုက်နေရတာကိုလည်းရွှေရှင်တွေမှာပဲအိမ်ထောင်ကြီးကြကြအလိုပဲဟုတ်ကဲ့ဒါတလန်းခွဲရမှာဆိုအိမ်ထောင်ကမှတ်ကြတယ်ပြင်မအောင်အေးပြောတော့ခမ်းကြဘူးဒီပါကြီးကြီးအရင်နေနော်ဟုတ်တယ်ဟုတ်တယ်အဲ့လို AC ပဲ AC ထုတ်ပြလို့ချက်ပြလို့ချက်လည်းမပြောက်ထုတ်လည်းမပြောက်ရှိရလားဟမ်ဘိုင်းလည်းမရှိဘူးအဲဘာရှိရဘိမလည်းဘိမလည်းမရှိပါဘူးရှိစားရှိစားဘိမကဒီတန်းတူ ဟုတ်လားစီပြောမယ်နော်စီပြောမယ်အဲ့တော့မှကိုကဟိုဟာခက်ဆိုတော့လေ online ခက်ဆိုတော့သူကကိုတင်ကြရလူများပါတယ်ကျွန်တော်တို့ဒီနေ့ထဲမှာဆိုအဲ့လို vlog လေးတင်ကြများတယ်ကိုလည်းအဲအဲ့လိုဘာပြော vlog လေးတင်ခြင်းစိတ်ပေါ်လာတာပေါ့နော်ပေါ်လာတယ်တပုတ်နေတင်ရတာပြင်းလာလို့ပေါ့မှာတသက်လုံးတပုတ်နေရိုက်တင်တာအခုတော့ video လေးရိုက်တင်မယ်ပေါ့အဲ့လိုအပြောင်းလဲပေါ့သူကအဲ့လိုပေါ့အင်ထောင်ပြုအင်ထောင်မှုတာပြုပါတာပြုများပြုမရှိတော့ ကိုလှုပ်ရှင်တာရှောက်လို့တဲ့သဘောပေါ့အဲ့လိုရှောက်တယ်တိတော့လေးလေးတာဆော့များလာအဲ့ဒါလဲရွှေဆိုင်နေစင်ဆိုင်တွေကဟိုဟာလေဟိုခိုင်းခိုင်းနဲ့ကိုကအဲ့လိုဆွဲသွားတာလို့ဖြစ်သွားအချင်းဖြစ်သွားအစချင်းကတော့ဘာလို့လှုပ်လို့လှုပ်နေမှမသိဘူးပေါ့နော်သူတို့ကကိုကအခုမှစဉ်းစားရှိတွေ့ရိုက်ပြီးသွားတယ်ပေါ့အဲ့လိုဖြစ်တယ်အဲငယ်တော့တော့နေမှာဆိုဆော့တာပေါ့နော်ငယ်ဆိုမီးဆော့တာပေါ့ဗျောက်ပါလေအဲ့လိုဗျောက်ဥတွေဖောက်တယ်ပေါ့နော်မီးယူပန်းဖောက်တယ်အဲ့လိုပဲငယ်တော့တော့ဆော့တာများတယ်ပေါ့နော်အခုကြီးလာတော့မစောရတော့သင်စောပါလေလို့နေမှမသိဘူး။ကြီးလာတော့လူကြီးကြီးကြောကျင်တာပါနော်။ Like လာကြောတဲ့လူတွေထွက်ပြေးတာပေါ့နော်ကြောတဲ့လူတွေကြုံရင်အမတို့လူလိုက်ကြောမယ်ဆိုရင်အဲ့လိုပြေးရတာပေါ့ဟုတ်ကြောခံတဲ့အရွယ်မှမဟုတ်တယ်နော်အဲ့အဲ့လိုဟိုပါလေကျွန်တော်ကမဖို့လို့ရှင်လို့ဘာကြောတယ်ဆိုတာမရှိဘူးကြာအဲ့ဒီတင့်လည်းမရှိဘူးငယ်တွေကလေအဲ့လိုရရင်ပြောတာပေါ့နော်အဲ့လိုဘယ်လိုခေါ်မလဲအဲ့လိုစီးပွားရေးစီးပွားရေးမလုပ်တတ်ဘူးငယ်ငယ်တုန်းကလေစီးပွားရေးတိတ်မလုပ်တတ်အခုလည်းတိတ်မလုပ်တတ်ဘူးအခုကအခုကကိုယ့်အလိုပဲကိုလုပ်တာ ဲဟုတ်တယ်ငယ်တော့ပို့ရတယ်ငယ်တော့ငယ်တော့ကလေးတော့ဆိုမြင်ယောက်ျားလေးလာမင်းကလေးလာတော့မကွဲဘူးကျွန်တော်အမအနေရောက်ရှိတော့လေသူတို့နားနဲ့လိုက်သွားရင်မိမသွားလို့ထင်ခဲ့ကျွန်တော်စကားမပြောလို့ရအမတွေကနိုင်ငံဟိုကြီးတော့ကြားမျိုးပေါ်လာသွားနေတော့မရှိတော့အဲကြတော့အဲကြမှာစကားပြောတာလေအော်သတင်းကျွငယ်တော့ကသတင်းကျွဟိုကအကြောင်းပေါ်လာဆောင်နေဘူးတယ်ကျွန်တော်ဖန်တန်းလောက်ကနေဘူးတယ်သတင်းကျွမှာအိမ်ပြန်တယ်အခဏပြန်ပြန်လာပြီးတော့အဆောင်ပြန်နေတော့မပြောတော့ဘူးကျွမှာကဲလိုက်တော့လေကလေးတော့ဆော့ ပြောတော့အဆောင်ထွက်ပြေးအဲ့ဒါအဆောင်ထွက်ပြေးလိုက်တယ်ကလေးကအင်ဂျင်လေးကျပြီးပေါ့နောက်တစ်ခါပေါ်လာဆောင်ပြန်ဖွင့်တဲ့အချိန်တန်းနေတော့အဲအဲ့လိုအဆောင်ကအဆောင်မမနေချင်တော့ဘူးပေါ့နော်ကလေးဆိုအိမ်ကိုနည်းနည်းညှိလိုက်တာဖုန်းဆက်လာခေါ်ဆိုတော့မခေါ်မခွန်ပြန်လာမယ်ဆိုကျွန်တော်ကနောက်နေ့ကျတော့ကာငါပြီးလိုက်ပြန်သွားတယ်အဲ့လိုဘယ်နဲ့တန်းလဲခုနှစ်တန်းပေါ့ဘာလို့အဆောင်မမဆိုဒီအိမ်မှာဟောပေါ့အိမ်မှာတစ်ပတ်လောက်နေလိုက်တော့နည်းနည်းဟိုပါပြတ်သွားအဲအိမ်အိမ်ဟိုနည်းအကျင့်ပြတ်သွားအကျင့်ပြတ်သွားလာသွားအဆောင်မှာပျော်တယ်အဲ့လိုပေါ့ ိမ်ပြန်လိုက်တော့အဲ့မပြောတော့ဘူးမပြောတော့အိမ်ကိုနည်းနည်းညှိသေးတယ်ဖုန်းဆက်လိုက်တယ်လာခေါ်မလားဆိုတော့မခေါ်ဘူးတဲ့အမေညှိလိုက်အမညှိလိုက်မရတော့အဲ့ဆိုအဆောင်ကတပတ်တည်းရပေးထွက်တယ်ထွက်တဲ့နေ့ကျတော့ကားဂိတ်တငယ်ချင်းကိုစပိန်နဲ့ပို့ခိုင်းပြီးတော့ကားဂိတ်ပေါ်လိုက်သွားလိုက်တာဆိုအိမ်ရောက်သွားတာကျွန်တော်ပျောက်သွားလမ်းမှာသွားဟိုဟာကျွန်တော်ကားပြတ်သွားတော့ဟိုဟာလေကုန်တင်ကားနဲ့လိုက်သွားတာကုန်တင်ကားကိုထက်တက်လိုက်သွားအင်းကလည်းလမ်းမှာဟိုဟာလေသူများဖမ်းသွားရင်တင်းလဲဒါအမေကငိုတာပဲ အရောက်တော့ညကြီးငါ drone နောက်ကြမှာရောက်တော့အဲ့ဒါအဲ့ဒါပေတူးပြီးရောက်သွားလေရောက်သွားတော့အိမ်မှာအဲ့လိုပဲသူကကိုတွေ့တော့မှပျောက်သွားပြီထင်တာသူကလမ်းမှာတယောက်ဟောဟာညမိချောင်းစာကြည့်တယ်ဟုတ်တယ်ဟုတ်တယ်တော့ဘာဖြစ်မှလည်းမသိပြန်ချင်းပြန်ချလိုက်တာပဲအဲ့လိုလေပြောကြည့်မရပြန်သွားပစောင်းလုံးလည်းပွက်လို့ရိုက်လို့လေအမှလိုက်ရှာကြမပြေတော့ဘူးဟိုတင်းတဲ့မိသားစုကိုခင်းတဲ့သဘော အဲဟိုဘောငငယ်တော့ဟုတ်တယ်အိမ်ကိုခင်တာဗောကြီးလာတော့လဲအိမ်ဟိုဘောကြီးလာတော့လဲဟိုဟာအပြင်းနေတာများတော့နော်အပြင်းရောက်သွားငငယ်တော့အိမ်ပြန်ဆင်တော့ကြောင်းပြန်ဟဲ့လိုပါဟိုကအိမ်ခင်နေတာဟောညအခုလည်းခင်ပါတယ်အခုကဟိုခင်စရာဆိုလို့အိမ်မရှိရမှာငါဟောလည်းမရှိဘူးနော်ဟိုခါရောသားများလည်းမရှိဘူးเออเคมาเคมาเออเมเสร็จแล้วจะบ่รู้มันเลวตินะเลวตินเมเรียก็บ่มาเสร็จแล้วไม่จ๋าบ่เนาะ ငယ်ဘောက်လိုပေါ့ယူချင်တာယူချပလိုက်မှာပေါ့အခုယူချင်ကိုလို့ချင်တာပြီးတော့သူ့နဲ့အဆင်ပြေပြေးပါစေပေါ့ပြေးပါပါပြေးပါပါသချင်းလည်းရှိသေးတယ်ကွာသချင်းတကယ်ဒေးချိုမီထုတ်ဖို့သချင်းနှစ်ပုတ်လောက်ရှိတယ်ဒီဘောက်ထွက်သွားတယ်နော်နောက်တစ်ပုတ်ကဟိုဟိုဆိုတာအဲမကြခင်ထွက်မယ်ထင်ပါဟိုရရင်တော့အဲ့ MDP ရရင်တစ်ခါထွက်မှာ MDP မရသေးလို့ပြန်ဆက်ပေးပါဘောရှက်တာဟိုအဖေရဲ့အချင်းတစ်ပုတ်ရှိသေးတယ်အဖေဆိုပြီးတော့လေအချင်းတစ်ပုတ်ရှိတယ်ဒရင်းချုံမအဖေအဖေ ဆင်းလေးရှိရထွက်ဖို့ရှိရအဲ့တယောက်တည်းပဲပေါ့ဟုတ်လားအဲ့တယောက်တည်းပဲဟုတ်ကိုကြောင့်လေးကိုဆက်ထားတော့ every all on ရဆက်လာအဲ့လိုကျွန်တော်ပြေးတာမဟုတ်ပဲရေးတဲ့လူပြေးတာအဲ့ဒါဟုတ်ပဋိပက္ခတာပါဆိုရတယ်အဲ့အဲ့လိုဖြစ်သွားတာတင်းကျုံမီပေါ့အဲအဲ့ဒီဆင်းလေးဆိုလဲဟိုပေါ့တင်းကျုံမီလေးထွက်လိုက်တာဗျဟိုဒီနေ့အဲတင်းရရတယ်မနေ့ကျန်အတွင်းတယ်တစ်ဘက်ခါရိုက်တယ်တော့ရက်နဲ့ပြီးရိုက်တာပါအမေလာမေလာတို့ဘက်က ซีซั่นน่ะตู้อเมยอ่ะแล้วคา3เนี่ยเนี่ยဟိုတဆင်းထွက်ရှင်မေလာမေကိုသူအပ်သူသူအရန်တော်တယ်ဗောနော်ဟိုကလည်းအဲကြောင့်အမြန်ဗောနော်ကျွန်တော်အမြန်ထုတ်လိုက်ရတဲ့ရင်ကျုပ်အမိဖြစ်သွားအောင်အဲအဲ့လိုဗောဘာမှဟိုဟိုကတုံးရက်လောက်နေတော့တကယ်တပုတ်ပြီးသွားတာဗောနော်မြန်မြန်တဆင်းနားအောင်နားတယ်ဗောတရှိမှာဒါပေမဲ့တွင်းနာနဲ့ကြားထဲမှာချားပြီးတော့လေစောင့်တာမရှိဘူးမြန်မြန်ရိုက်မြန်မြန်ထွက်သွားတာအဲ့လို အရမ်းမြန်တယ်သူကကျွန်တော်တခါမှအလောက်မြန်တာမရဘူးပေါ့နော်စင်းလေးလည်းကောင်းပါတယ်အဲ့လိုပဲတစင်းကတော့လမိုင်းကတ်သွားတဲ့အချိန်ရှိတာပေါ့နော်သူ့အချိန်နဲ့အတော့တော်လို့ပါအစီအစဉ်နဲ့သူတော်လို့ပေါ့နော်ကျွန်တော်ကတော့သူပြောတဲ့ဟာလေးကိုအဲကိုကို့အပိုင်းခန္ဓာကို့ခန်းခန္ဓာလေးကိုဟိုဆိုတယ်ပြီးတော့မှကိုဘာလေးဖြည့်ချင်တယ်ထည့်ချင်တယ်ဆိုရင်ကိုကို့ဘက်ပြအောင်ထည့်လိုက်တာကျွန်တော်ကတော့အစီအစဉ်နဲ့သူတွေက ရိုက်တဲ့သူတွေရောသူတို့အားလုံးကိုယ့်လုပ်ကိုတာဝန်ကျေကြလို့ပေါ့နော်အဲချုပ်မြန်မြန်ဆန်ဆန်ပြီးပြည်သက်စီရောက်သွားတယ်ပေါ့လေဒီမှာတရင်ကျွတ်မှာအားလုံးမိသားစုနဲ့ချစ်တဲ့သူတွေနဲ့ပြည်ပြည်ရှင်ရှင်ရှိကြပါစေ